ကဲ online လက်တွေ့တင်နန်းသားများအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာကျွန်တော် online လက်တွေ့ကျွန်တော်ရဲ့ online လက်တွေ့တင်နန်းသားတွေအတွက်ကျွန်တော်ဗားလေးတင် जा ပေးသွားမလဲဆိုလို့ချင်းကျွန်တော်တို့ကဒီမဲ့ GBS တက်စင်ပုံလေးပေါ့နော် GBS တက်စင်ပုံလေးဆိုပြီးမဲ့ကျွန်တော်တို့ကရိုးရိုး GBS ဆိုလို့ချင်းကျွန်တော်တို့ကဘက်ထရီအပေါင်းအနှုတ်ပေးလိုက်ရင်အဆင်ပြေပြီပေါ့နော်ကြံနေရမကြွရဘူးဘက်ထရီပေါင်းလို့ပေးလိုက်ရင်ကျွန်တော်တို့ကဒီ GBS တက်ဆင်လို့ရပါပြီပေါ့နော်အခုကျွန်တော်တင်ကြားပေးမယ့်ဟာလေးကတော့ကျွန်တော်တို့ rally ပါတဲ့ GPS တက်ဆင်ပုံပေါ့နော် rally ပါတဲ့ GPS ပေါ့နော် rally ပါတဲ့ GPS ကကျွန်တော်တို့ကဘလို့တက်ဆင်ရလဲဆိုတာလေးကိုကျွန်တော် online လက်တွေ့သင်တန်းသားတွေကိုကျွန်တော်ကတင်ကြားပေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ချက်လောက်ကြည့်အောင်နော်ဟုတ်ပြီဒီမှာဆိုရင် GPS မှာကျွန်တော်တို့၄ပင်ပါမယ် rally မှာ၄ပင်ပါမယ်ပေါ့နော် GPS မှာ၄ပင်ပါမယ် rally မှာ၄ပင်ပါမယ် အဲ့ဒီဂျိုးရှစ်ပင်ကိုကျွန်တော်တို့ဘယ်လိုကြွားရမလဲဆိုတာကျွန်တော်ပြပေးပါမယ်နော်အဲ့တော့ GPS မှာလည်းကျွန်တော်တို့ကပါဝါပေးဖို့လိုမယ် relay မှာလည်းပါဝါပေးဖို့လိုမယ်ဟုတ်ပြီဘယ်ပင်ကပါဝါပေးလဲဆိုလို့ချင်းကျွန်တော်တို့ GPS မှာပါတဲ့အနီရောင်ပင်ပေါ့နော်အနီရောင်ပင်လေးကပါဝါပင်ဖြစ်တယ်ပါဝါကဘလို့ပါဝါပေးရလဲဆိုရင်တော့ဖွင့်မီရောက်ပင်ဟာပါဝါပေးတာမဟုတ်ပါဘူး24နာရီမီအပေါင်းဆက်နှက်ဖို့ရောက်နေတဲ့ အပေကိုပါဝါပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကရိုးရိုးဘေးနေပါဆိုလို့ရှိရင်ကျွန်တော်ဗတိရလာတဲ့အနီအောင်ပင်ပေါ့နော်အဲ့အနီအောင်ပင်ကိုကျွန်တော်တို့ကဒီ GPS ကအနီအောင်ပင်လေးသွားပြီးတော့ပေါင်းထည့်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါမှတော့မဖွင့်လေအလုံးလုံးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် rally မှာလည်းဒီမှာအဖြူအောင်ပင်အဖြူအောင်ပင်ကပါဝါပင်ပေါ့နော်ပါဝါပင်ကအလားတူပဲကျွန်တော်တို့က24နာရီမီရောက်နေတဲ့အပင်တွေကိုကျွန်တော်တို့ပေါင်းထည့်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီမှာ GPS မှာဆိုရင်အနက်ရောင်အနက်ရောင်လေးကကျွန်တော်တို့ကဘာပင်လဲဆိုလို့ချင်း ground ပင်ဖြစ်တယ် app ပင်ပေါ့နော် app ပင်ဆိုလို့ချင်းကျွန်တော်ရိုးရိုး cycle မှာဆိုလို့ချင်းတော့ကျွန်တော်တို့အစိမ်းရောင်ပင်လေးဖြစ်တယ်အဲ့ဒီအစိမ်းရောင်ပင်လေးတဲ့ကိုကျွန်တော်တို့ပေါင်းထည့်ပေးရပါမယ်ပြီးရင်လိမ်မော်လိမ်မော်ကကျွန်တော်တို့ကဘာဓာပင်နဲ့ပေါင်းပေးရမယ်ဆိုရင် cycle မှာပါတဲ့သောက်ခွေမီရောက်ပင်နဲ့ပေါင်းပေးရမှာဖြစ်တယ်ပေါ့နော် cycle မှာပါတဲ့သောက်ခွေမီရောက်ပင်ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုရင်သောက်ခွေအနက်ပင်ပေါ့နော် ဲ့အနက်ပင်တွေကိုကျွန်တော်တို့ဖောက်ထည့်ရမယ်။ဟုတ်ပြီကျွန်တော်တို့ကဒီမဲ့အဝါတဲ့အဝါဆိုတာကတော့ကျွန်တော်တို့ကဒီမဲ့သူကရလေးနဲ့ချိတ်ဆက်မဲ့အပင်ဖြစ်တယ်ပေါ့နော်။ရလေးမှာလည်းကျွန်တော်တို့အဝါပင်ပါတယ်။အဲ့အဝါနဲ့ GPS ကအဝါနဲ့ကိုကျွန်တော်တို့ကဒီမဲ့ပေါင်းဆက်ပြရမယ်နော်။ပေါင်းပြရမယ်ပေါ့နော်။အဲ့ဒါမှလည်းကျွန်တော်တို့ကဒီ GPS နဲ့ relay နဲ့ကချိတ်ဆက်မှုရှိပါเนาะအဲ့တော့ကျွန်တော်တို့က ဒီမှာအစိမ့်နှစ်ပင်ကြံတယ်နော်အဲ့အစိမ့်နှစ်ပင်ကဘယ်လို join လာလဲဆိုလို့ချင်းရိုးရိုးပိမ့်မှာဆိုရင် CDI ကနေပြီးတော့မှကျွန်တော်တို့ပလက်ကွိုင်ကို မီးပုတ်ပြီးတယ်ပလက်ကွိုင်ကနေမှမီးပြန်ပေါက်မယ်ပေါ့နော်ပလက်ကွိုင်မှာနှစ်ငုတ်ပါတယ်တစ်ငုတ်ကကရောင်းမင်ဖြစ်တယ်ပေါ့နော်အဲ့တော့ပုံမှန်ဆိုလို့ချင်းကျွန်တော်တို့က CDI ကနေပြီးတော့မှကျွန်တော်တို့ကပလက်ကွိုင်ကိုကျွန်တော်တို့ကသွားထားတာဖြစ်တယ်ပေါ့နော်ဒါပုံမှန်ပေါ့နော်အဲ့တော့ကျွန်တော်တို့က CDI ကနေပလက်ကွိုင်ကိုသွားတဲ့အပင်လေးကိုကျွန်တော်တို့ကကြားထဲကနေဖြတ်ပလိုက်မယ် ချက်ပြီးတော့မှကျွန်တော်တို့က CDI ကလာတဲ့အပင်က rally မှာပါတဲ့အစိမ့်မြင်တပင်ကို join မယ်။ပြီးရင်ကျွန်တော်တို့ rally ကထွက်လာတဲ့အစိမ့်မြင်တပင်ကိုပလက်ကွိုင်ကို ပြန်ပို့ပြီးမယ်။အဲ့ဒါမှကျွန်တော်တို့ CDI ကလာတဲ့မီးပင်က rally တွေကနေစီးဆင်းပြီးတော့မှကျွန်တော်တို့ကပလက်ကွိုင်စီကို မီးပြန်ရောက်ပြီးမှဖြစ်တယ်။အဲ့ဒါကဘာလို့လဲဆိုလို့ချင်ရင်ကျွန်တော်တို့ဒီ GPS ကဘာဘာရည်ထူးခြားွာလဲဆိုလို့ချင်ကျွန်တော်တို့ rally ပါတဲ့ GPS က ကိုဖုန်းတွေကနေ software တွေကနေပြီးတော့မှကျွန်တော်တို့ location ကြည့်ပြီးတော့ location ကြည့်ုံနေမှာကောက်ဘူးကျွန်တော်တို့ကဆိုင်ကယ်ကိုလှမ်းပြီးတော့ဆက်တက်လို့ရမှာပေါ့နော်အဲ့ဒီတော့ကျွန်တော်ကဒီဟာလေးကိုကျွန်တော်ကကျွန်တော်ရဲ့ online လက်တွေ့တင်နန်းဆရာတွေကိုကျွန်တော်ကမျှဝေပေးတာဖြစ်ပါတယ်တင်ကြားပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲနှီးပညာများတူတက်ကြပါစေအားလုံးပဲတင်နန်းဆရာများအားလုံးပဲကျေးဇူးတင်ပါတယ်